ုမင်းမြင်ခဲ့တဲ့အတိုင်းပဲငါလည်းမြင်ခဲ့ရတယ်။နတ်သမီးလေးကဒီအိုးကိုမှောက်ပြီးဘာလုပ်ခဲ့ရလဲ။ဟိုဒီအိုးထဲမှာဘာတွေလဲ။တန်ခါတဲနဲ့ဘလူးကြီး။တခါတော့ကအရင်ကိုဆင်းရတဲ့တန်ခါတဲတရားရှိပါတယ်။သူကတော့ငါဖန်တဲ့အလုံးနဲ့အသက်မွေးပန်းကြောင်ပြုတ်ခဲ့တာကြာပြီဖြစ်ပေမဲ့ဝင်အလုံးလောက်မရှာနိုင်ခဲ့ပေဘွားကိုခက်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 ဖြတ်တန်းနေရပါတယ်။ဒီနေ့မှာတော့ကိုသူရဟာထုံးစံအတိုင်းသူရဲ့လှငယ်လေးနဲ့ငါဖန်ထွက်လာခဲ့ပါတယ်။ ။သူကတော့ဒီနေ့တနေကုန်အောင်ငါဖမ်းခဲ့ပေမဲ့ငါမရခဲ့ပါဘူး။အိုးဒီနေ့ငါတော့မရပါလား။ငါဘာနဲ့စားအောင်မလဲ။အဲဒီနောက်မှာတော့သူရဟာငါရဲ့ဖမ်းဆီးရမိဖို့အတွက်ဆူတောင်းခဲ့ပါတယ်။မြစ်ထဲကငါရဲ့အမြန်ဆုံးဖမ်းမိပြစေ။အသက်ဆက်ရှင်တရားဖို့ငါရဲ့ဖမ်းဆီးမိပါစေ။သူရကဆူတောင်းပြီးတာနဲ့ပိုက်ကိုရေထဲပြန်ချလိုက်ပါတယ်။ခဏကြာတော့ပိုက်ကိုပြန်ဆွဲတင်လိုက်တာပိုက်ထဲမှာဦးလေးတလုံးပါလာခဲ့ပါရဲ့ တန်ဃာတွေလည်းအံ့ဩသွားခဲ့ပါတယ်။ဟမ်ဒါကပါလေလေတန်ဃာတွေကအိုလီတလုံးပါလာတော့စိတ်ရှုပ်သွားပါတယ်။ဒီအိုလီထဲမှာယတနာတွေရှိနေနိုင်တယ်။ငါဖွင့်ကြည့်ရမှာ။အဲဒီနောက်မှာတော့သူရဟာအိုလီကိုကြိုးစားပြီးတော့ဖွင့်ကြည့်လိုက်တာခဏကြာမှပဲအိုလီရဲ့ဖုန်ကပွင့်သွားပြီးအထက်ကနေအဖြူရောင်ငွေကထပ်ပေါ်လာပြီးချက်ချင်းဆိုသူတို့ဘလူးကြီးတကောင်ကဘွားခနဲပေါ်လာခဲ့ပါတယ်။ အခုတော့ရေတွေကနေငါလူမြောက်လာခဲ့ပြီပဲမင်းတို့လည်းငါကျေးဇူးတင်ပါတယ်မင်းကြောင့်ငါလူမြောက်လာတာပဲတန်ငါတွေကတော့ဘလူးကြီးကိုကြည့်ပြီးအရန်ကိုကြောင်းလန့်သွားပါတယ်သူကတော့ဒီလိုမျိုးတခါမှမမြင်ဘူးပါဘူးငါငါ့အန်တီကမပြုတ်ပါနဲ့တောင်းမှန်ပါတယ်ငါ့ကိုမစားပါနဲ့ဟာ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 ဟွန်းငါဒီအိုလေးထဲမှာပဲနေထိုင်နေရတာနှစ်ပေါင်း900တောင်ရှိပြီငါလူတွေကိုတကယ်မုန်းတယ်မင်းတို့လည်းငါခွချက်ချင်းတက်ပြစ်မယ်ငါ့ကိုမတက်ပါနဲ့ ငါငါဘာမှမသိပါဘူး။သူရတရားဘလူးဂျီရဲ့လက်ကနေလွတ်မြောက်နိုင်ဖို့နိလန်ရှာပါရယ်။နောက်ဆုံးမှာတော့အကြံတစ်ခုရသွားပါရယ်။ဘလူးဂျီဟိုလေမင်းရဲ့ခန္ဓာကိုယ်ကဒီလောက်ကြီးတာဦးလေးထဲမှာဘလုံးလုံးပြီးဝင်နေခဲ့ရလဲ။အိုးမင်းကအရင်ကရိုးအားတာပဲ။မင်းကလက်တွေ့ပြရမှာလား။ငါရဲ့မျက်လုံးနဲ့မြင်ရမှာပဲ။ယုံကြည်နိုင်မယ်။ကောင်းပြီ။မင်းကလက်တွေ့ပြမယ်။အဲဒီနောက်မှာတော့ဘလူးဂျီဟာချက်ချင်းဆိုသလိုသူ့ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲပေးလိုက်ပြီးအိုးလေးတဲကိုဝင်သွားပါတယ်။အဲဒီချိန်မှာတော့သူရလေးချက်ချင်းပဲအဖုံးကိုပိတ်လိုက်ပါတယ်။မင်းခုတော့ဘယ်တက်နိုင်သေးလဲ။မင်းခုတော့ဒီထဲမှာပဲနေတော့မင်းဥခွချက်ချင်းရေထဲပြန်ပစ်ချမင်းဘလူးကြီးကကြားလန့်သွားပြီးချက်ချင်းပဲတောင်းပန်လိုက်ပါတယ်။မင်းဥငါတောင်းပန်ပါတယ်။ငါ့ရေထဲမပစ်ချပါနဲ့။ငါ့ပြန်လွတ်ပေးပါတောင်းပန်ပါတယ်။မင်းဥငါချက်လွတ်ပေးလိုက်ရင်မင်းငါ့ကိုတက်ပြတ်မှာပေါ့။ငါမင်းကိုမတက်ပါဘူးတောင်းပန်ပါတယ်။ မင်းကိုချမ်းသာငါလုပ်ပေးပါမယ်။ငါကတိပေးပါရယ်။အဲ့ဒီချိန်မှာတော့သူရလေးတရားစဉ်းစားလိုက်ပါရယ်။ကောင်းပြီ။မင်းကတိတည်တယ်မဟုတ်လား။မင်းကငါပြန်လွှတ်ပေးမယ်။သူရလေးဘလူးကြီးကိုဦးလေးရဲကနေပြန်လွှတ်ပေးလိုက်ပါရယ်။ဘလူးကြီးလည်းအပြင်ကိုပြင်ရောက်လာတော့သူရကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါရယ်။မင်းကငါရဲ့အသက်တခင်မှာမင်းကအခုဘာလုပ်ရမလဲပြောပြမယ်။ကောင်းပြီ။ဘလူးကြီးပြောပါ။မင်းတရားနေတောင်သုံးလုံးကြောက်သွားပါ။ ဒီမှာငားသွားဖက်မှာထိုးစက်နဲ့ငားတွေကိုရလိုက်မယ်တကယ်ပြောရလားဟုတ်တယ်မင်းဒီငားတွေကိုဘီရင်စီသွားဆက်တာအမေမင်းကိုဘီရင်ကြီးအားစုငွေတွေပေးမှသေးချာတယ်အဲဒီချိန်မှာတော့သူကလေဘလူးကြီးအကြံပေးတယ်လို့တောင်းတလုံးချောင်းငားဖမ်းဖို့တလာခဲ့ပါတယ်မကြမီမှာပဲသူကဟာဘလူးကြီးပြောတဲ့နေရာကိုရောက်လာခဲ့ပါတယ်อืมဒီနေရာအတော်လေးကိုသိစိတ်ပြီးအေးချမ်းနေရပဲဒီနေရာကိုဘယ်သူမှမလာဘူးထင်တယ် ငါသူပြောသလိုငါဖမ်းချလိုက်အောင်မေသူရကငါဖမ်းပိုက်ကိုရေထဲပြစ်ချလိုက်ပါတယ်ခဏကြာမှပဲရောင်စုံငါးလေးကောင်ကိုဖမ်းမိခဲ့ပါတယ်အိုးငါဒီငါးတွေမျိုးတခါမှမတွေ့ခဲ့ဘူးပါဘူးဒီလိုထိုးဆက်တဲ့ငါးတွေကို ပထမဆုံးတွေ့ဘူးတာပဲအရင်လာတော့ပဲငါဘီရင်ကြီးစီသွားဆက်တတ်ရမယ်အဲဒီနောက်မှာတော့သူရကအမြန်ပြန်လာခဲ့လိုက်ပါတယ်သူရလည်းနန်းတော်ကိုအမြန်သွားလိုက်ပါတယ်ဟေ့ မင်းရဘဲကိုသွားမှလေမင်းလက်ထဲမှာဘာရီကင်ထားလေကျေးဇူးပြုပြီးဘီရင်ကြီးကိုတွေ့ခွင့်ပေးပါကျွန်တော်ဆက်တော့เสียရှိလို့ပါအင်းကောင်းပြီမင်းဒီမှာစောင့်နေပါငါသွားလိုက်ဦးမယ်သူရလည်းအပြင်မှာစောင့်နေလိုက်ပါတယ်ဘီရင်ကြီးအပြင်မှာလူတယောက်ဆက်တော့เสียရှိတယ်လို့ပြောနေပါတယ်ကောင်းပြီသူ့ကိုနန်းတော်ရဲ့ဝင်ခွင့်ပေးလိုက်ပါအဲဒီနောက်မှာတော့သူရကနန်းတော်ရဲ့ကိုဝင်လာခဲ့ပြီးဘီရင်ကြီးကိုကမ္ဘာပြုလိုက်ပါတယ်မင်းရဘာလို့ငါ့ကိုတွေ့ကျင်နေရလဲ ျွန်တော်မှစက်တာချင်စရာရှိလို့ပါ။သူရကဘားလာတဲ့ရောင်စုံငါးတွေကိုဘေးရကြီးကိုပြလိုက်ပါတယ်။အိုးငါးတွေကရောင်စုံပါလား။မှန်ပါ။အဲ့ဒီငါးတွေကအယောင်လေးအောင်ပါဘေးရင်ကြီး။ဒီငါးတွေကအံ့ဩစရာကောင်းတယ်။ငါတကားမှမမြင်ခဲ့ဘူးဘူး။ဒီငါးရဲ့အရသာတခြားငါးတွေနဲ့တူမှာမဟုတ်ဘူး။ဘယင်ကြီးကသူရာစတားရဲ့ငါးရီကိုကြည့်ပြီးသဘောကျသွားပါတယ်။မင်းငါစုချမယ်ရဲမက် သူ့ဆုချဖို့ပြင်ဆင်ပေးလိုက်ပါ။မန်လာပါပြီမင်းကြီး။ကျေးဇူးအများကြီးတင်ပါတယ်မင်းကြီး။တူရာတော့ဆုလက်တွေအများစွာရရှိသွားခဲ့ပါရဲ့။ဒီငားတွေကိုငါတွေနည်းလည်းစားချက်ပြုတ်လိုက်ပါ။မှန်ပါပြီမင်းကြီး။အဲဒီနောက်မှာတော့အစီကံတွေကဘင်းကြီးအတွက်ဟင်းချက်မလို့ပြင်ဆင်ပေးပါရဲ့။အစီကံတွေကငါ့ကိုတေဦးရဲထည့်လိုက်တော့ယောတိရဲ့နေရင်ကအဲ့ကွဲသွားပြီးနှစ်သမင်းတစ်ပါးပေါ်လာခဲ့ပါရဲ့။ နတ်သမီးဟာဒေအိုစီကိုတွားပြီးတိတာကြောင်းနဲ့အချက်ပေးလိုက်ပြီးမင်းတို့ကချိန်စာတည်နေရလားလို့မေးလိုက်ပါတယ်။ငါတို့ရလည်းဟုတ်ပါတယ်လို့ပြောလိုက်တော့နတ်သမီးဟာဒေအိုကိုမှောက်ပြလိုက်ပါတယ်။အဲဒီနောက်နေရန်တဲကို ပြန်ဝင်သွားခဲ့ပါတယ်။အစီကံတွေလည်းအခုလိုမြင်လိုက်ရတော့အော်အော်ထိတ်လန့်သွားခဲ့ပါတယ်။အိုးဖျားဒါဘလို့ဖြစ်တာလဲ။ဟုတ်တယ်နတ်သမီးကဘာလို့အခုလိုလုပ်ခဲ့တာလဲ။ငါတို့ဘာလို့ရမလဲ။ငါတို့ရအကုန်ကုန်ပြီး ရှင်ဘင်ရဲ့တွေ့စားတဲ့စရာမရှိတော့ဘူးအိုင်းနောက်မှာတော့အစီကံတွေကဘယင်ကြီးစီကိုအကျိုးအကြောင်းပြောခဲ့ပါတယ်မင်းတို့ငေါ့လိန်ပြောနေရမဟုတ်လားငေါ့ကရန်အထိအဖြစ်ပြက်ကိုကြည့်ရှုမယ်အိုင်းနောက်မှာတော့ဘယင်ကြီးကတန်ဃာတွေကိုနန်းတွင်းကိုခေါ်လိုက်ပါတယ်ကရပြုတ်ပါတယ်မင်းကြီးမင်းငါခေါ်တာကလေးရောင်ရှိတဲ့ငေါ့ဖန်ခိုင်းမလို့ပါကျေးဇူးပြုပြီးဒီငါတွေကိုဖန်ပြပေးပါကောင်းပါပြီမင်းကြီးအိုင်းနောက်မှာတော့သူရက သူသွားခဲ့တဲ့နေရာကိုပြန်သွားခဲ့ပါတယ်။သူရလည်းရောက်သွားတော့အယူနီယာမှာပဲငါးဖမ်းလိုက်ပါတယ်။ရောင်စုံငါးလေးကောင်ကိုပြန်ဖမ်းမိခဲ့ပါတယ်။သူရလည်းပြန်ပြီးတော့ဘရင်ကြီးစီကိုဆက်သားခဲ့ပါတယ်။ကဲဒီနေ့တော့ဒီငါးကိုချက်ပြုတ်တာကိုငါးကိုယ်တိုင်ကြည့်မယ်။အစီကံတွေကလည်းငါးလေးကောင်ကိုကျေဦးရဲထည့်လိုက်ပါတယ်။ဘရင်ကြီးကလည်းတေချာကြည့်နေခဲ့ပါတယ်။ခဏကြာတော့နေရန်ကအက်ခွဲသွားပြီးအထက်ကနေလူတယောက်ကထွက်လာပါတယ်။ ဘယင်ကြီးလည်းအရန်ကိုအံ့အားတင့်သွားခဲ့ပါရဲ့။"အိုး၊သူကဘာတူလဲ။ခဏကြာတော့နေရန်တဲကနေထွက်လာတယ်။လူကဒုံနဲ့တေအိုးကိုခောက်ပြီးမင်းတို့ကစင်စာတင့်နေတဲ့ငါးတွေမဟုတ်လား။ဟုတ်ပါရဲ့။စင်စာတင့်နေတဲ့ငါးတွေပါ။အဲလူကလည်းချက်ချင်းပဲတေအိုးကိုမှောက်ပြလိုက်ပါရဲ့။ပြီးတော့နေရန်တဲကိုပြန်ဝင်သွားခဲ့ပါရဲ့။"အိုး၊ဒါဘာလို့ဖြစ်ရလဲ။မင်းငါးသွားဖက်နေနေရာကိုငှောက်ခွန်သွားပါ။" နောက်တနေ့မှာပဲဘီယင်ကြီးကတန်ဃာတင်နဲ့အတူလိုက်သွားခဲ့ပါရယ်ဘီယင်ကြီးကဟိုတီလိုက်ကြည့်ရင်ဖျားချောင်းပြက်ကိုတွေ့လိုက်ရပါရယ်အရေးဖျားချောင်းပြက်တဲ့ကနေလူတယောက်ငူယူနေရကို ကြားလိုက်ရပါရယ်။အုံးအထဲမှာငူနေရကဘသူများပါလဲမင်းရောအတန်ကြားလားကြားပါရယ်မင်းကြီးငါအထဲဝင်ကြည့်လိုက်အောင်မေဘီယင်ကြီးလည်းဖျားချောင်းပြက်တဲ့ကိုဝင်သွားလိုက်တာတင်နေရကိုရောက်မှာတော့မင်းသားတစ်ပါးထိုင်းနေရကိုမြင်လိုက်ရပါရယ်။ သူရဲ့ခြေထောက်တွေကကြောက်သားလိုဖြစ်နေပါတယ်။ကိုပေါ်မှာတော့တရားရင်ရှိနေပြီးငိုကြွေးနေပါတယ်။အိုးမင်းတို့ဒီလိုဖြစ်အောင်ဘသူကဒီလိုလုပ်ခဲ့တာလဲ။ဘယင်ကြီးကကြိတ်ပြီးတော့တနာသွားခဲ့ပါတယ်။ဘယင်ကြီးကအရှိကိုတွန်းဝင်သွားပြီးအကျိုးကြောင့်မေးလိုက်ပါတယ်။ငါကဒီကမင်းသားလေးပါ။ဒီမှာစင်စာတင်နေရပါတယ်။အဲနောက်မှာတော့မင်းသားလေးကလည်းအကြောင်းစုံပြောပြလိုက်ပါတယ်။ဒီနေ့မှာတော့မင်းသားလေးရဲ့အကျင်အရောဟာတာမဲယောက်ျားတယောက်နဲ့ချစ်ကြိုက်ခဲ့ပါတယ်။ မင်သားလေးကအရင်ကစိတ်ဆိုးသွားခဲ့ပြီးတွေ့ရချင်းရော်ရဲ့စစ်တူစီကိုသွားပြီးတော့လက်ထရဓာတ်နဲ့ထုတ်တက်လိုက်ပါတယ်။မင်းရသူ့ကိုတတ်ပြေးခဲ့ရလား။ဟုတ်ပါတယ်။မင်သားလေးရဲ့ချင်းရတော်ကဟာခါရိုင်းလိုပဲတွေ့ရချစ်တူနဲ့တွေ့ဖို့ထွက်လာတော့တေဆုံးနေတဲ့တွေ့ရချစ်တူအလောင်းကိုတွေ့လိုက်ရပြီးအရင်ကဝမ်းနေသွားခဲ့ပါတယ်။မင်းသမီးလေးကတွေ့ရချစ်တူအလောင်းကိုတွေ့ရခန်းလေးထဲမှာပဲထားခဲ့ပါတယ်။ မင်းသားလေးရဲ့ဂျင်ဟာတော်ဟာသူ့ရဲ့ချစ်သူတည်ဆုံးသွားတော့ရန်ကုန်ကိုထွက်သွားပြီးသူတက်မြောက်ကြတဲ့မော်ပညာနဲ့ဂျင်စာတိုက်ခဲ့ပါရယ်။တတိုင်းပြည်လုံးကမင်းသမီးရဲ့ဂျင်စာကြောင့်ပြောင်းလဲသွားခဲ့ပြီးဂျင်စာတင့်တိုင်းပြည်ဖြစ်ခဲ့ပါရယ်။မင်းသားလေးလည်းအချိန်ကစားပြီးခြေထောက်တွေကကြောက်သားလိုဖြစ်သွားပြီးဘယ်မှမသွားတော့ပါဘူး။သွားငေါညာတိုင်းလာပြီးနှိမ့်ဆက်လေးရှိတယ်။သူကအရင်ရက်ဆက်တယ်ပင်ကြီးလေသူကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးညချိန်မှာတော့ တနီယာမှာပုံအောင်နေခဲ့ပါတယ်။မင်းသမီးလေးကအခန်းလေးတဲကိုရောက်လာပြီးအဲဒီအချိန်မှာပဲဘယင်ကြီးကထွက်လာပြီးလက်ထဲအသားနဲ့ထိုးလိုက်ပါတယ်။မင်းရအပြစ်မဲ့ပြည်သူတွေကိုပါစင်စာမတိုက်တဲ့ဝန်။မင်းသမီးလေးတည်ဆုံးသွားတော့တိုင်းပြည်ကလည်းစင်စာကနေလွတ်မြောက်သွားခဲ့ပါတယ်။တိုင်းပြည်တစ်ခုလုံးကအရင်တိုးတက်ပြောင်းလဲလာပြီးမင်းသားလေးလည်းစင်စာကနေပြန်ပြီးတော့လွတ်မြောက်သွားခဲ့ပါတယ်။မင်းသားလေးလည်းဘယင်ကြီးရှိမှဒူးထောက်ကကျေးဇူးတင်စကားပြောရင်းဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။